OBS ပေါ့နော် laptop မှာကျွန်တော် OBS သုံးပြီးတော့ဒီမှာ display ပေါ့နော်ဒီ screen recording လောက်တာလေးကိုကျွန်တော်နေပြပြပေးမယ်နော်ဒီနေ့ကျတော့ကျွန်တော်လည်း record လောက်တာလည်းဒီတစ်ခုပဲရှိတော့ဗျာ OBS တစ်ခုပဲအဆင်ပြေရကျွန်တော် record ရပြည့်နေနော်အဲဆိုကျွန်တော်ဒီနေ့ OBS နဲ့ကျွန်တော်ဒီ laptop ပေါ့နော် laptop မှာ OBS software လေးထည့်ပြီးတော့ကျွန်တော်တို့ screen recording လုပ်တာလေးပေါ့နော် screen recording လုပ်တာလေးကိုကျွန်တော်ဒီနေ့ share လုပ်ပေးမယ် ဒီမှာကျွန်တော်တို့ laptop မှာပါပြီးသားပေါ့နော် record second recording ကကြာတော့ကျွန်တော်တချို့ဟာတွေကိုသူက record လုပ်မပေးဘူးပေါ့နော် record လုပ်မပေးဘူးဒီလို desktop ဒီလိုဟာကြလဲကျွန်တော်တို့ပေါ့နော်ဟို record လုပ်မပေးတာရယ်ကျန်တဲ့တချို့ဟာတွေယူလဲ record လုပ်ပြီးရအတွက်ကျွန်တော်ဒီ OBS ဒီ studio ဆိုရက်ဒီဟာလေးရတော့နော်ဒီ software လေးရတော့ကျွန်တော်တို့အဆင်ပြေရပေါ့နော်အဆင်ပြေရအတွက်ဒီဟာလေးကိုကျွန်တော်အသုံးပြုပုံလေးပေါ့နော် OBS D3 ကိုအသုံးပြုပုံလေးကိုကျွန်တော်ဒီနေ့ share ရင်းလုပ်ပေးမှာပေါ့နော် ။ဒါဆိုကျွန်တော်တို့ကြည်လိုက်အောင်ဒီကောင်လေး blue record လုပ်လဲပေါ့နော်။ကျွန်တော်တို့ပြမဆုံးကျွန်တော်တို့ဒီ OBS studio လေးပေါ့နော်။ကျွန်တော်တို့ download ဆွဲရလေးကိုကျွန်တော်ကြည်လိုက်အောင်နော်။ကျွန်တော် Chrome browser ပေါ့နော် browser တစ်ခုကိုလည်းကျွန်တော်တို့တွားမယ်။ကျွန်တော်ဒီမှာကျွန်တော်ကတော့ Chrome browser ရဲ့ဝင်လိုက်မယ်နော်။ Chrome browser ရဲ့ဝင်ပြီးတော့ကျွန်တော်ဒီမှာ OBS ဆိုပြီးတော့ကျွန်တော်တို့ရိုက်လိုက်မယ်နော်။ OBS 3ကို download ဆိုပြီးကျွန်တော်ကြာလာတယ်ကျွန်တော်တို့အရာလေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ်နော် င်ပြီးတော့ဒီမှာ OBS နော် 3U ဆိုတဲ့ download ဆိုတော့ကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးကျွန်တော်ဒီလိုလေးပေါ်လာမှာပေါ့နော်ဒီလိုလေးပေါ်လာတဲ့အခါမှာကျွန်တော်ကဒါက window အတွက်ပေါ့နော်ကျွန်တော်တို့ဒီမှာ MacBook တွေ Apple အတွက်ပေါ့နော်ဒီမှာကျတော့ Linux သူတို့အတွက်ပေါ့နော်အဲအကြောင်းလို့ကျွန်တော်တို့ကတော့ကျွန်တော် window ဖြစ်တဲ့အတွက်ကျွန်တော် window ပေါ်မှာပဲเนาะ select ပေးမှာပေါ့เนาะဒီမှာဒါဆိုရင်သူတို့သူ select နဲ့သူသက်ဆိုင်နေတာပေါ့เนาะဒီမှာကျွန်တော်တို့ဒီမှာကြာလာလိမ့်မယ်เนาะကျွန်တော်တို့ဒီမှာ ါဆိုရင်ကျွန်တော်တို့ window အတွက်เนาะ select ပြီးလိုက်မှာ download installer ဆိုပြီးတော့ကျွန်တော်တို့ဒီမှာပြရတယ်ကျွန်တော်တို့ download zip file အနေနဲ့ကျွန်တော်တို့ install လုပ်မလားဒါမှမဟုတ် download ဆိုရင်တော့ install တခါလေးလုပ်မလားပေါ့เนาะသူကတခါလေးပြောတယ်ကျွန်တော်ကတော့ download installer ဆိုပြီးတော့ပဲကျွန်တော်တို့တခါလေး install လုပ်လိုက်မှာเนาะဒီမှာကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော် download ဆွဲမပြတော့ဘူးဒီမှာ download installer ကိုနှိပ်လိုက်ကျွန်တော်တို့တခါလေးသူ download ဆွဲနေ install လုပ်သွားလိမ့်မယ်เนาะဒါဆိုရင်ကျွန်တော်တို့ CD ရောသွားလိုက်အောင်เนาะ ျွန်တော်စတူဒီယိုရောက်တဲ့ခါကျလဲကျွန်တော်ဒါဆိုရင်ဒီအနေထားကျွန်တော်တို့ record လုပ်နေတဲ့အနေထားပေါ့နော်ကျွန်တော်ဒီမှာဒီမှာ stop recording လို့ပေါ်နေရလာကျွန်တော် record လုပ်နေတာကျွန်တော် recording ဟာဒီအဆင်မပြေတော့အတွက်ကျွန်တော်ဒါလေးနဲ့ record လုပ်နေတာကျွန်တော်ပြနေပေါ့နော်ကျွန်တော်တို့အဲ့ဆိုစပြီးတော့ဝင်ဝင်ချင်းဆိုကျွန်တော်ဒီ capture ကြီးကိုကျွန်တော်မြင်ရမှာမဟုတ်ပြဒီ capture ကိုကျွန်တော်တွေ့ရမှာမဟုတ်ဘူးဒီ capture ကိုတွေ့ရမှာမဟုတ်ဒီမှာ sum ဆိုမှလည်းကျွန်တော်ဒီမှာဒါလေးပေါ်နေမှာမဟုတ်ပေါ့နော် ကျန်တဲ့ဟာတွေကပေါ်နေလိမ့်မယ်ပထမဆုံးဝင်ချင်းဒီကပ်ချာမတွေ့ရအောင်မတွေ့ရချင်မှာကျွန်တော်ကဒီ2ထဲမှာသွားပြီးတော့ကျွန်တော်တို့ကပြင်လို့ရတယ်ပေါ့နော်2ထဲမှာသွားပြီးတော့ပြင်ပြင်လို့ရတယ်ရက်စပုံဝင်ချင်းကျွန်တော်ဒီလိုလေးတွေ့ရမှာပေါ့နော်ကျွန်တော် install ကျွန်တော် download ဆွဲရလဲမခေရင်ဘူးပေါ့နော် install လုပ်တာလဲမခေရင်ဘူး next next လေးသွားပြီးတော့ကျွန်တော် finish ဆိုရင်ကျွန်တော်ရပြီနော်အဲ့မှာ OBS 3တို့လည်းကျွန်တော်ဝင်လိုက်တဲ့ခါကျရင်ကျွန်တော်ဒီမှာစလာလာချင်းဒီလိုလေးတွေ့ရမှာပေါ့နော်စလာချင်းဒီလိုလေးတွေ့ရမှာတွေ့ရခါမှာကျွန်တော်အပေါ်မှာ 2ဆိုတဲ့အဲ2ဆိုတဲ့ဟွာလေးရှင်เนาะဘာတမ်းမှာ2ဆိုတဲ့ဟိုအကွက်လေးရှိရပါเนาะ2ဆိုတဲ့အကွက်လေးမှာကျွန်တော်တို့ဒီမှာ auto config ဆိုရဘတ်ဆိုရဟာလေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ်เนาะ auto config configuration ဘတ်ဆက်ဆိုရဟာလေးတွေကိုကျွန်တော်တို့ဝင်လိုက်မယ်အဲ့မှာကျွန်တော်စက်တင်သွားချိန်မှာပါเนาะဒါပထမဆုံးကျွန်တော်တို့ချိန်စက်တင်ချိန်ရမယ်เนาะကျွန်တော်တို့ကဒီမှာ streaming တွေ့လာဒီမှာ recording တွေ့လာဆိုရင်ကျွန်တော်တို့က ် recording အတွက်အဓိကလုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်က select လေးကိုကျွန်တော်ဒီမှာအလဲမှာထားလိုက်မယ်နော် select လေးကိုဒီမှာအလဲမှာထားလိုက်မယ်ဒီမှာ organize just for recording i want not be streaming ဆိုတာမဟုတ်ဘူးเนาะကျွန်တော် recording အတွက်ဆိုပြီးတော့ကျွန်တော်ကဒီမှာ record မှာအလဲမှာပြေးလိုက်မယ်เนาะပြီးရင်ကျွန်တော်ကဘာမှမလုပ်ဘူး next ကိုသွားမယ်ပြီးရင်ဒီမှာကျွန်တော်တို့ကကျွန်တော်တို့ဆက်မှာရှိရတာပေါ့เนาะကျွန်တော်တို့ဆက်မှာရှိတယ်ကျွန်တော်တို့ display ပေါ့เนาะကျွန်တော်တို့ဒီ resolution ပေါ့နော်ကျွန်တော်တို့စက်မှရှိရဲ့ display ရ resolution ကိုကျွန်တော်တို့ကနည်းစပ်ဆုံးထားပေါ့နော်ကျွန်တော်တို့ကကျွန်တော်ဒီဆက်ကတော့19201080ရှိတဲ့အတွက်ကျွန်တော်ကဒီမှာထားထားတယ်ပေါ့နော်ဒါဒီမှာကိုယ်ဆက်ကကိုယ်ဆက်ရဲ့ဟို resolution ပေါ်မူတည်ပြီးတော့ထားပေါ့နော်ကိုယ်ဆက် resolution ဘယ်လောက်ရှိလဲဆိုတော့လေကျွန်တော် display မှာတွားကြည့်လို့ရတယ်နော်အဲ့မှာတွားကြည့်ရတာလေးကျွန်တော်ပြမယ်อืมဒီမှာကကျွန်တော်တို့ ထားပါတော့เนาะကျွန်တော်တို့ဒီမှာကျွန်တော်တို့ဆက်ရ resolution ကိုကျွန်တော်တို့တွက်ကြည့်မယ်ဒီ table setting တွေကိုကျွန်တော်ဝင်လိုက်ပါเนาะ table setting တွေကိုဝင်လိုက်ရင်ကျွန်တော်ဒီမှာတွေ့ရเนาะကျွန်တော်ဒီမှာ recommend ပေးတာ1920 1080ပေါ့နော် display resolution နဲ့ကျွန်တော်ဆက်ကဒါရှိတဲ့အတွက်เนาะအဲကျန်တဲ့ setting မှာတော့ရှိတဲ့ဟာပေါ်မူတည်ပြီးတော့ကျွန်တော်ထားပါเนาะကျွန်တော်အမြင့်ဆုံးကျွန်တော်တော့အမြင့်ဆုံး record ဒီ recommend ထားထားပါเนาะကျွန်တော်ဒီမှာ 920ဒီမှာထားလို့လည်းရပါဘောနော်ယူကြိုက်တာထားဖို့ဒါတော့ကျွန်တော်ကတော့အမြင့်ဆုံးပါပဲကျွန်တော်ထားထားတယ်ဒီကျွန်တော်ပြန်ထွက်မယ်ပြီးတော့ဒီမှာကျွန်တော်ပြန်ပြမယ်နော်အဲ့ဒီကိုကျွန်တော်တူတဲ့ကိုပြန်ဝင်နေ auto config တဲ့အနေနဲ့ကျွန်တော်တို့ဒီမှာ opener site ကိုသွားမယ်ပြီးတော့ကျွန်တော် net ကိုနှိမ့်မယ်ပြကျွန်တော်တို့ဒီမှာဒီတိုင်းထားလိုက်ပြီเนาะကျွန်တော်တို့ဒီမှာအန်တာကြလည်းဒီတိုင်းပဲ60 30တူပြထားပါဘောเนาะကျွန်တော်ဒီတိုင်းပဲကျွန်တော်တွားလိုက်မယ်เนาะ ဟောနန်ဒူစီတို့ကျွန်တော် next ကိုထပ်နှိပ်မယ်ဒီမှာလည်းအတိုင်းပဲကျွန်တော်တို့ဒီမှာသူပြထားရဲကျွန်တော်တို့ပေးထားရဲအတိုင်းပြထားရဲเนาะ FEL ကလည်း30เนาะကျွန်တော်တို့ output က122 A0 920နဲ့ထပ်မယ်ဗောနော်ဒီ base quality high quality ထားထားရဲเนาะကျွန်တော်ဒီမှာပြီးရင် apply setting ကိုကျွန်တော်တို့နှိပ်မယ်ကျွန်တော်အဲ့မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါလေးချိန်တာကျွန်တော်တို့ပြီးပြီပေါ့နော် ောက်ထပ်ကျွန်တော်တို့ကစတင်မှာတခါသွားချိန်မယ်ကျွန်တော်တို့ဒီမှာစတင်နေကိုကျွန်တော်တို့ဝင်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာကျွန်တော်ဒီပေါ့နော်အောက်ပေါ်မှာကျွန်တော်တို့ဒီကောင်းဂျန်ွယ်မှာကျွန်တော်မစိနေဒီအောက်ပေါ်မှာကျွန်တော်တို့ချိန်မယ်အောက်မှာဆိုကျွန်တော် record ထဲမှာ streaming မှာကျွန်တော်တို့မကြည့်ဘူးကျွန်တော်တို့ record ထဲမှာကျွန်တော်ကြည့်မှာနော် record ထဲမှာကျွန်တော်တို့ဒီမှာဘယ်မှာ save မလဲဆိုတဲ့ဟာမှာကျွန်တော်တို့ကြည့်ရမှာနော်ဘယ်မှာ save လဲကျွန်တော်တို့ဒီမှာ see user ဝင်းစော်ဆိုရဲနောက်ကဗီဒီယိုဆိုရဲဟိုမှာကျွန်တော်စေမယ်ပေါ့နော်ဒီမှာကျွန်တော်တို့တိုက်တဲ့နေရာဖိုင်ကိုထားလို့ရရပေါ့နော်စေမယ်ဟာနဲ့ဒီမှာ recording ပြီးကျွန်တော် audio တစ်ချက်ကြည့်မယ် audio ကြတော့ဒီမှာကျွန်တော်တို့က desktop audio ပေါ့နော် audio desktop audio ဘယ်ဟာထားမလဲကျွန်တော်ကြည့်ရမယ် desktop audio ဒီမှာကျွန်တော်ယူရမယ်ပေါ့နော်ဒီမှာ display ပဲရှိရယ် dashboard ရှိရယ် speaker ဆိုတော့ကျွန်တော်ဒီမှာ bias speaker ရှိရယ် ီမှာကျွန်တော်က speaker လေးကိုကျွန်တော်ရွေးလိုက်မယ်เนาะပြီးရင်ဒီမှာ mic microphone လည်းဒီတိုင်းပဲကျွန်တော်တို့ဒီမှာပါတဲ့ microphone ပဲကျွန်တော်တို့ရွေးမယ်ပေါ့เนาะ microphone ဒီမှာကျွန်တော်တို့ဆက်မှာပါတဲ့ microphone ပဲကျွန်တော်ရွေးမယ်ဒါဒီနှစ်ခုကျွန်တော်ရွေးပြီးသွားပြီဆိုရင်ရပြီပေါ့เนาะကျန်တာတွေကကျွန်တော်2တွေ3တွေ4တွေမဆိုင်ဘူးเนาะဒါလေးကိုရွေးပြီးသွားမယ်ပြီးပြီဆိုရင်ကျွန်တော် audio ပြီးပြီကျွန်တော် video ဒီလိုကြတော့ကျွန်တော်ဒီမှာကျွန်တော်ခုနချိန်ထားတဲ့ဟာပေါ့เนาะကျွန်တော်တို့ဒီမှာချိုးတွေပြန်ပြောင်းလို့ရတယ် ဒီမှာ ratio ရေเนาะကျွန်တော်တို့ ratio တွေကလည်းဒီမှာရှိရပါတော့ပြီးကျွန်တော်တို့ဒါ video site ပါเนาะ video site ပြီးပြီဆိုရင်ကျွန်တော်တို့ hockey hockey ကြတော့ကျွန်တော်တို့ဒီ၄ခုတော့ပဲကျွန်တော်တို့သုံးတာများတယ်ပေါ့เนาะကျွန်တော်တို့ကဒီမှာအဲ step rock step rock recording ပေါ့เนาะ step rock recording ဒီမှာကျွန်တော်တို့ဒီမှာ step rock recording ဒီ recording ကိုကျွန်တော်တို့ဘယ်လိုပေးမလဲပေါ့เนาะ step เนาะပြရမယ်ဆိုကျွန်တော်တို့ step recording ကိုဘာလို့ပေးမလဲဆိုကျွန်တော်ဒီမှာ under ပြီးခဲ့မယ် တက်စမယ်ပေါ့နော်စတော့စရင်ကျွန်တော်ရှစ်ကီကိုနှိမ့်မယ်ပေါ့နော်ဒါဆိုရင်စတော့ကြာကြာလေးကျွန်တော်ဖေးလို့အံပေးတော့မပေးတော့ဘူးနော်ပေးချင်တာပေးလို့ရတယ်ကျွန်တော်ပြီးရင် okay နှိမ့်မယ် okay နှိမ့်ပြီးရင်ကျွန်တော်တို့ဒါဆိုရင်အင်းဒါ setting လေးရချိန်လို့ပြီးသွားပြီပေါ့နော် setting ချိန်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ record ဖမ်းဖို့အတွက်ကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ sum ပေါ့နော်ဒီမှာ sum ဆိုတာရှိတယ်ဒီမှာကျွန်တော်တို့ကဒီကောင်ကိုကျွန်တော်တို့ပေါင်းဆိုင်လေးပေါ့နော် plus sign လေးကိုကျွန်တော်နှိမ့် နှိပ်ပြီးကျွန်တော်ကဒီ display တစ်ခုလုံး display capture ကိုသွားမှာเนาะကျွန်တော်ဒီ display တစ်ခုလုံး record ဖမ်းมาဖြစ်တဲ့အတွက်ကျွန်တော်ဒီ display capture ကိုကျွန်တော်တို့ယူมาပေါ့เนาะ display capture ကိုကျွန်တော်ယူမယ်ကျေးဇူးဒီမှာ display capture ကိုတဲ့ name ပေးပါတဲ့ဒါနာမည်ပေးခိုင်းတာပေါ့เนาะနာမည်ပေးခိုင်းတာကျွန်တော်တို့နာမည်မပေးဘဲနဲ့သွားကြည့်လိုက်မယ်เนาะနာမည်မပေးတော့ဘူးကျွန်တော်တို့အမှားကျွန်တော်တို့ကနာမည်မပေးတော့ဘဲနဲ့ဒီမှာဆိုရင်ဒီတိုင်းလေးပေါ်လာပြီပေါ့เนาะအဲဆိုရင် capture ဒီမှာ capture capture လေးကိုဒီမှာ မောက်ပိုင်းဓာတ်လေးပေါ့နော်မောက်ပိုင်းဓာတ်လေးကိုပြမလားမပြဘူးဒါပေါ့ဒါဒါနှိပ်တာဒါကျွန်တော်ကပြထားလိုက်မယ်နော်မောက်ပိုင်းဓာတ်လေးကိုအဲဒီမှာ double capture ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာသူကဒါဆို record ဖမ်းဖို့အနေထားကို ready ဖြစ်နေပေါ့နော်ကျွန်တော်တို့ဒီမှာ step recording လေးကိုနှိပ်လိုက်တာနဲ့သူက record ဖမ်းဖို့ ready ဖြစ်နေပြီပြီးရင်ကျွန်တော်တို့ကဝက်ကန်လေးတုံးကျင်တယ်ပေါ့နော်ကိုမျက်နာလေးဒီမှာဝက်ကန်လေးလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပေါင်ဆိုင်လေးကိုထပ်နှိပ်မယ်ပြီးရင် ဗီဒီယိုကပ်ချာ device ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်မယ်ဒီဘက်ကံမှာလည်းဒီလိုပဲနာမည်ပေးခြင်းကျွန်တော်တို့ပေးလို့ရတယ်နာမည်ပေးမှဆိုရင်ကျွန်တော်ကဒီမှာ w e b w c c a m ကံပေါ့နော် webcam ဆိုပြီးကျွန်တော်တို့နှိပ်လိုက်နှိပ်ပြီးတော့ထားလိုက်နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ webcam ဟွာလေးပေါ့နော်ပေါ်လာပြီပေါ့နော်ကျွန်တော်တို့ webcam ဟွာလေးပေါ်လာပြီပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ okay လေးနှိပ်လိုက်မြန် ော်เนาะကျွန်တော်တို့အမှန်ဆိုရင်ကျွန်တော် record ဖမ်းနေတဲ့ပုံစံလေးကျွန်တော်တွေ့ရမယ်เนาะအဲဆိုကျွန်တော် record လေးကျွန်တော်မမြင်ကျင်ဘူးဆိုရင်ကျွန်တော်ဒီမှာမျက်လုံးလေးနှိပ်ပြီးတော့ကျွန်တော်ဖြောက်လိုက်မယ်เนาะရာဒီကောင်လေးကိုလည်း record ကိုလည်းကျွန်တော်ကြိုက်တဲ့နေရာထားလို့ရမယ်เนาะကြိုက်တဲ့နေရာပြောင်းလို့ရမယ် record record ကိုကျွန်တော်ကြိုက်တဲ့နေရာပြောင်းပြီးရင်အကြည့်ဒီကျွန်တော်တို့ချိန်လို့ရမှာเนาะဆင်မှာချိန်လို့ရမယ်ကျွန်တော်ဝက်ကန်လေးကိုမတွေ့ကြဘူးဆိုရင်ဒီမှာ မျက်လုံးလေးကိုပိတ်ထားလိုက်မယ်နော်ကျွန်တော်တို့မျက်လုံးလေးကိုပိတ်လိုက်တဲ့ network ကပျောက်သွားလိမ့်မယ်နော်ကျွန်တော် network ကပျောက်သွားလိမ့်မယ်ဒီရလေးကိုတော်လေးခက်လိုက်ကျွန်တော် quality ကပျောက်သွားလိမ့်မယ်နော်အဲဒါဆိုရင်ကျွန်တော်တို့ recording ပေါ့နော်ကျွန်တော်တို့ recording လုပ်ရှင်ကျွန်တော်တို့ဒီမှာ step recording ကိုကျွန်တော်တို့နှိပ်လိုက်အောင်မယ်နှိပ်လိုက်တာနဲ့သူက recording ကျွန်တော်တို့လုပ်ပေးနေလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်တို့က recording လုပ်ပြီးဆိုတော့ကျွန်တော်တို့ကဒီကောင်ကို minimize လေးလုပ်လိုက်လုပ်ပြီးကျွန်တော်တို့ကြိုက်တဲ့နေရာသွားသူက recording ကျွန်တော်တို့လုပ်ပေးနေလိမ့်မယ်နော် ။ဒါဆိုရင် ကျွန်တော် OBS ကျွန်တော်တို့ setting ချိန်တာလေးอ่ะဒီမှာဆိုရင်ကျွန်တော်ရာလောက်ပြီပေါ့နော်။အဲ့မှာဘာတွေကိုကျွန်တော်ပုံမလဲဆိုရင်ဒီမှာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ကပြင်ပြီးသားဖြစ်တဲ့ setting တွေကိုရောက်သွားပြီပေါ့နော်။ကျွန်တော်ဒီ setting တွေကပြမယ်။ကျွန်တော် true true အများကြီးလုတ်เสียမလို့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ output ကျွန်တော်တို့ ဟို output ဆိုတာကျွန်တော်တို့ဒီ record လုပ်တဲ့ဟာပေါ့နော်ဘယ်မှာသတ်မှတ်မလဲဆိုတဲ့ဟာလေးကျွန်တော်ပေးထားတာကျွန်တော်ကတော့ဒီမှာ record လုပ်နေတဲ့အတွက်ပြင်လို့မရတော့ပေါ့နော်ကျွန်တော်က C user admin နဲ့ video ထဲမှာကျွန်တော်တို့မှတ်ထားတယ်ပေါ့နော်ဒီထဲမှာသူက record လုပ်ထားလိမ့်မယ်နော် admin နဲ့ video ထဲမှာ record လုပ်ထားလိမ့်မယ်ကျွန်တော်တို့ record လုပ်တဲ့များဟာတွေကိုဒီမှာ streaming နေအတွက်ကျွန်တော်ပြင်လို့ရမှာနော်ဒါ recording ကျွန်တော်လုပ်နေတာနောက်ပြီးတော့ audio audio ကြလိုက်ဒီတိုင်းပဲ desktop audio ကျွန်တော်တို့ဒီမှာ ီမှာပေးထားပြီးသားပေါ့နော်ကျွန်တော်တို့ယူချေထားတယ်ကျွန်တော်က desktop ဒီမှာ laptop မှာပါတဲ့ speaker ကိုယူထားတယ်ပေါ့နော်ပြီးတော့ကျွန်တော် mic mic နဲ့ပတ်သက်ပြီးတော့လည်းဒီတိုင်းမင်း internet microphone ကိုကျွန်တော်ယူထားတယ်ဒါကတော့ desktop ဒါ2တွေပါယူတယ်ပေါ့နော်ကျွန်တော်ကတော့ဒီတစ်ခု lossy audio ဒီမှာ desktop audio ကျွန်တော်ဒီမှာယူထားတဲ့တရားလေးပေါ့နော်ဒီမှာ microphone လေးပေါ့နော်ဒီမှာပါတဲ့ microphone လေးကိုပဲကျွန်တော်ယူထားတယ်ဒါဆိုရင်ကျွန်တော်တို့က audio ပိုင်း output ပိုင်း audio ပိုင်းပြီးရင်ကျွန်တော်တို့လုတ်ဆက်ရဆိုတော့နောက် video ပိုင်းလေးပြီးတော့ကြောက်လေဒီတိုင်းမဲ့ကို laptop ပေါ့နော် ကို laptop ကဘလောက်ပါလဲပေါ့နော်ကို resolution ဘလောက်ပါလဲပေါ့မူတည်ပြီးတော့ကျွန်တော်တို့ချိန်ထားပေါ့နော်ကိုဆက်မှာပါ regulation resolution ကိုကျွန်တော်တို့ဒီမှာပြီးထားတာကောင်းတယ်ပေါ့နော်ဒီမှာ resolution ကြာလဲဒီမှာရွေးလိုက်ပေါ့နော်ကိုဆက်မိမိ laptop မှာပါတဲ့ resolution ကိုရွေးပြီးတော့ဒီမှာပြီးထားပေါ့နော်ဒီမှာ set virtuality ဒါမျိုးကျွန်တော်ချိန်ထားတယ်16ကို16 issue ကိုပဲပေါ့နော်16 issue ကိုပဲကျွန်တော်တို့ YouTube တွေဖြစ်တဲ့အတွက်ဒါလေးကိုကျွန်တော်ချိန်ထားတယ်ပြီးတော့ hockey ုတ်ပြီးတော့ကျွန်တော်တို့တခြားမဟုတ်ဘူး stop step robin ပေါ့နော်ဒီမှာ stop robin ရယ် step robin ရယ်နောက် pay robin ရယ် unpaid robin ရယ်ပေါ့နော် step ဆိုရင်ကျွန်တော်တို့ကဘာမှလုပ်စရာမလိုဘူးဒီ f1 ဆိုတာကျွန်တော်ပေးထားတယ်ပေါ့နော် step robin မှာကျွန်တော်တို့ f1 ဆိုရယ် key လေးကိုနှိပ်လိုက်ရင်သူက step စမယ်ပေါ့နော်ဒီ record စမယ်ကျွန်တော်ကရက်ချင်တဲ့ဟေးဆိုရင် up to ကိုနှိပ်လိုက်တာ ਨੇ stop robin ဖြစ်မယ်သူကကျွန်တော်ကရက်ခဏရက်ထားမယ်မစတော့ဘူးခဏပဲရက်ထားမယ်ဆိုရင် at 3နှိပ်လို့ရမယ် ပြင်ပြန်ပြီးတော့ဖြေပြန်ပြုတ်မယ်ဆိုရင်ကျွန်တော်တို့ Apple နေလို့ရမယ်ဒါကကျွန်တော်တို့ကပေးထားပါတော့ဒီနောက်ဒီမှာလည်းအလိုပဲပြီးလို့ရတယ်ကျွန်တော်တို့အများကြီးပြီးလို့ရဒီမှာချိန်လို့ရပါတော့ဒါကျွန်တော် hockey အနေနဲ့ကျွန်တော်ပြောပြဒါလေးပဲကျွန်တော်ထားထားတယ်ကျွန်တော်ဒီမှာပြင်လို့ရပါတော့ဆက်လာလာချင်းမှာကျွန်တော်တို့ဒီ setting လေးတွေရှာပြီးတော့ပြင်ထားပါတော့ဒီမှာ tool ထဲမှာရှိရပါတော့ tool ထဲမှာရှိရ video hockey audio output ဒီဟာလောက်ပဲအဓိကချိန်ရအောင်ကျွန်တော်က record လုပ်မှာဖြစ်တဲ့အတွက်ဒါချိန်ရအောင်เนาะချိန်ပြီးပြီဆိုရင်ကျွန်တော်ကဒါဆိုရင်ရပြီ ဒီမှာကျွန်တော်ကနောက်တစ်ခုကကျွန်တော်ကဒီမှာ display capture ပေါ့နော်ဒီမှာ desktop display ပေါ့နော်ဒီမှာ capture ယူရမယ်ဆိုရင်ကျွန်တော်ကဒီမှာ log set sum ဆိုတာကျွန်တော်ကတစ်ခုပဲရှိသေးတယ်ကျွန်တော်ကတစ်ခုပဲ sum ကိုဒီမှာထပ်ပြီးတော့ယူလို့ရသေးတယ်နော် two လို့ပါလို့ sum ထပ် up sum ကိုထပ်လုပ်ပြီးတော့ထပ်ပြီးတော့ယူလို့ရသေးတယ်ပေါ့နော်ဒီမှာကျွန်တော်ကတော့ sum တစ်ခုရဲ့နေပဲပြထားမယ်ကျွန်တော်ကဒီ display ပေါ့နော် desktop display ဆိုတာဟာကျွန်တော် capture ယူမယ်ဆိုရင် capture ယူမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ DP capture ဆိုတာရှိရနော် DP capture ပေါ့နော်ဒီ DP capture ကိုကျွန်တော်က200ဒီအပေါင်းလေးကိုနှိပ်မယ်နှိပ်ပြီးဒီအပေါ်မှာ DP capture ဒီကောင်းကြတော့ဒီ second တစ်ခုလုံးကိုကျွန်တော် record လုပ်တာပေါ့နော်ဒါလေးကိုကျွန်တော်တို့ကနှိပ်လိုက်တယ်နှိပ်လိုက်ရင်ကျွန်တော်တို့ကဒီမှာသူကပေါ်လိုက်မယ် name ပေးတဲ့အခါမှာကျွန်တော်ကခုန desktop ကျွန်တော် desktop dp လို့ကျွန်တော်ပေးထားတယ်ပေါ့နော်ဒါမှနာမည်လေးပေါ်လာနာမည်လေးကျွန်တော်ပေးလိုက်တာပေါ့နော်ဒါကျွန်တော်ပေးထားတဲ့နာမည်လေးပေါ့နော် ဒါကဘေးကနှိပ်တာလေဆိုရင်ဒီမှာကျွန်တော်တို့ deeply capture ကိုနှိပ်လိုက်တယ်နှိပ်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ဇယားကွက်လေးပေါ်လာမယ်အဲ့မှာကျွန်တော်တို့ login နဲ့ name လေးပေးလိုက်အောင်ပဲပြီးပြီးကျွန်တော်တို့ကဒီမှာပေါ်သွားပြီပေါ့နော်ဒီမှာ webcam webcam ကြောက်လေဒီတိုင်းမှာကျွန်တော်တို့ဒီအပေါင်း app sign လေးကိုနှိပ်မယ်နော် app sign လေးကိုနှိပ်ပြီးကျွန်တော်တို့ဒီမှာ webcam ကိုကျွန်တော်တို့ဖော်ခြင်းတယ်ပေါ့နော် webcam ဖော်ခြင်းတယ်ဆိုရင် video capture device ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်အောင်ပဲ နှိမ့်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာခုနကလိုပဲဇရာကွက်လေးပေါ်လာမယ်နှိမ့်ပေးမယ် webcam ဆိုတဲ့ဟာလေးပဲကျွန်တော်ကတော့ဒီမှာနှိမ့်ပေးထားတယ်เนาะကျွန်တော် webcam လေးကိုကကျွန်တော်ကဟိုပေါ့เนาะဖွင့်မထားဘူးเนาะကျွန်တော်ဖွင့်ခြင်းနဲ့ဆိုရင်ဒီ webcam လေးကမျက်လုံးလေးကိုကျွန်တော်ဖွင့်လိုက်ဖွင့်လိုက်တော့ဒီမှာကျွန်တော်တို့ဒီမှာ webcam ပေါ်လာပြီเนาะဒီမှာ webcam လေးကျွန်တော်ပေါ်လာတယ်เนาะ webcam ကိုမမြင်ချင်ဘူးဆိုရင်ကျွန်တော်ဒီဟာလေးကိုကျွန်တော်ပိတ်ထားလို့ရတယ်เนาะ ဲဆိုတော့ညီမဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒါ record ပဲเนาะဒီမှာအဲ့အရာကြီးကျွန်တော်တို့ setting နဲ့ချိန်ပြီးပြီးအဲ့အရာလေးလုတ်ပြီးပြီးဆိုရင်ဒီမှာကျွန်တော်တို့ display capture ပေါ်တဲ့ခါကျရင်ကျွန်တော်တို့ဒီနာမှာဘောเนาะ तू ကရွေးရတဲ့ box လေးပေါ်လာလိမ့်မယ်ရွေးရတဲ့ box လေးပေါ်လာရင်ကျွန်တော်ဒီလွယ်စရာကွက်ကလေးပေါ်ဖို့ဒီနာမှာကျွန်တော်တို့ capture ရွေးရတဲ့ပုံစံကျွန်တော်ပြမယ်အဲ့အရာလေးကိုကျွန်တော်တို့ရွေးလိုက်ရင်ကျွန်တော်တို့ဒီလို capture ပုံစံကြီးပေါ်လာလိမ့်မယ်เนาะ capture ပုံစံကြီးပေါ်လာရင်ပေါ်လာရွေးဆိုရင်ကျွန်တော်တို့ဒီနာမှာ stream လုပ်မယ်ဆိုရင်ကျွန်တော် start stream နှိပ်လို့ရမယ်ဒီမှာ recording လုပ်မယ်ဆိုရင်ကျွန်တော် start recording နှိပ်လို့ရမယ်ပေါ့နော် recording start recording recording နှိပ်လို့ရမယ်နော်ကျွန်တော်ဒါကျွန်တော်ဆိုရင်ဒါ recording ဖန်ထားပြည့်တဲ့အတွက်ဒီမှာကျွန်တော် start recording လေးပေါ်နေနော်အမှန်ဆိုရင် start recording ပေါ်ရမယ်နော်ဒါကျွန်တော်ကျွန်တော် record ဒါရှင်ဒါရှင်းလင်းပြရင်ဒါကျွန်တော် record လုပ်နေတာပေါ့နော်ဒါဆိုရင် ကျွန်တော်တို့ဒီရပါပဲပေါ့နော်ဒီ OBS ကျွန်တော် studio ကကျွန်တော် record ပေါ့နော်ဖန်နေတာကဒီလောက် setting ချိန်ပြီးတော့ရင်ရပြီပေါ့ကျန်တဲ့ဟာတွေကအများကြီးမလိုအပ်ပါဘူးเนาะဒီမှာအတန်နေပါဆိုတော့ကျွန်တော်ဒီမှာ shorting နေကျွန်တော်လုပ်လို့ရအောင်เนาะ desktop audio shorting တော့ဒါလေးရလုပ်လို့ရအောင်ဒါလေးချိန်လို့ရအောင်เนาะကျွန်တော်ဒီຢာတွေပြီးသွားလို့ဒီစနေတာတွေမလိုချင်ဘူးဆိုရင်ကျွန်တော်တို့ဖြတ်ပစ်လို့ရတယ်ဒီမှာเนาะဖြတ်ပစ်လို့ရတယ် setting နေကျွန်တော်တို့ပြန်ချိန်လို့ရတယ်ပေါ့เนาะကျွန်တော် setting နေပြန်ချိန်လို့ရတယ်ဒါဒါအစဆိုရင်ပြန်ချိန်လို့ရတာဒါကျွန်တော် record လုပ်နေတာဖြစ်တဲ့အတွက်သူကပုံသေးတက်မှတ်ထားတဲ့အတွက်ကျွန်တော်တို့ဒီအရာတွေကိုချိန်လို့မရတာပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ OBS ဒီလိုနဲ့ကျွန်တော်တို့ record လုပ်တာလေးอ่ะဒါဆိုရင်နားလည်လိမ့်မယ်ထင်တယ်ကျွန်တော်တို့ software down တာလည်းခက်ခက်ခဲကြီးမဟုတ်ဘူးကျွန်တော်တို့ဟိုပေါ့เนาะကျွန်တော်တို့ record လုပ်ခြင်းเนาะဒီကောင်လေးอ่ะအဆင်ပြေရပေါ့เนาะကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်ကတခြားဟာလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ mini mic လေးကျွန်တော်တို့လုပ်ထားရုံပဲ mini mic လုပ်ထားပြီးရင်ကျွန်တော်တို့တခြားဟာတွေကိုဖွင့်ပြီးတော့ကျွန်တော်တို့ record လုပ်လို့ရတယ်ပေါ့เนาะဘယ်ကောင် record လုပ်ခြင်းလည်းကျွန်တော်တို့ဖွင့်ပြီးတော့ကျွန်တော်တို့ record လုပ်လို့ရတယ် အဲဒါဆိုရင်ကျွန်တော်ဖွင့်လိုက်တယ်ဒါကို record ကျွန်တော်တို့လုပ်နေသူလုပ်နေပါလို့เนาะကျွန်တော်တို့ဒါ desktop ဆိုရင်လည်း desktop ကိုသူ record လုပ်နေလိမ့်မယ်အဲဒီမှာကျွန်တော်တို့ဒီမှာပြနေလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ OBS CEO ပေါ့နော်ကျွန်တော်တို့ recording လုပ်တဲ့ဟာလေးကျွန်တော်တို့အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နောက်နောက်မှာလည်းကျွန်တော်နိဗ္ဗာန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ကျွန်တော်သိသလား အားလုံးကို sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးရင် like and subscribe လေးလုပ်ပေးတော့ပါအောင်လို့ကျွန်တော်ဒီနေ့အတောင်းဆိုပါတယ်